2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပွားဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဒီအမှုကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပေးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်တာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲယုံသွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးဖို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲယုံသွားပြီးမဲပေးဖို့ 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပဆုံးဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအထူးတကားပေါ်ဆောင်ကြပါစို့ ယုံမေးယုံကိုလာဒီလုံးမဲ့စန္ဒာရဲဒီလုံးမဲ့စန္ဒာရဲဖြစ်ဖြစ်စင်စင်ကြီးကြီးလေးတောက်ွယ်တစ်ခုကိုတမတမရှိစွာကျင်းပနိုင်စင်းဟာသက်ဆိုင်ရာ နိုင်ငံများရဲ့နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကဘာတဝင်းမောင်တော်ရှိတဲ့ဒီမိုကရေစီ ရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ်။ကျွန်တော်နိုင်ငံဟာ ပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမူအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘားတန်းဆာမှာဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာလွတ်လပ်ရေးတွက်ကြပြီးဗမ်လိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှငောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်တို့နိုင်ငံရဲ့ ဒီတွင်ရေးကိုနိုင်ငံကိုသမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်ရေးတက်တဲ့ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ် မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်၍မြန်မာနိုင်ငံသားများသာဆုံးဖြတ်ပိုင်ခွင့်ရှိဟုဗိုလ်ချုပ်စောမင်းထွန်းပြောကြားအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်၍မြန်မာနိုင်ငံသားများ၏အနာဂတ်ကိုမြန်မာနိုင်ငံသားများကသာဖန်တီးပိုင်ခွင့်ရှိသည်ဟုယနေ့နိုဝင်ဘာ10ရက်တွင်ပြောကြားခဲ့သည်ချုပ်ချာအာနာနှင့်ပြည်တွင်းရေး ဘူချုပ်စုံမင်းထွန်းကမြန်မာနိုင်ငံသည်တမိုင်းကြောင်းအရရောနိုင်ငံရေးမူအရပါအချုပ်ချာအာဏာပိုင်ပြီးလွတ်လပ်သည့်နိုင်ငံဖြစ်ကြောင်းနှင့်ရင်းချုပ်ချာအာဏာသည်မြန်မာနိုင်ငံသားများထံမှဆင်းသက်လာကာနိုင်ငံတစ်ဝန်းလုံးတွင်တရှိကြောင်းရှင်းပြသည်ပြည်တွင်းရေးသားဖြစ်မြန်မာနိုင်ငံ၏ပြည်တွင်းရေးနိုင်ငံ၏တမိုင်းကြောင်းနှင့်အညီဆောင်ရွက်ရသည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည်မြန်မာနိုင်ငံ၏ပြည်တွင်းရေးတက်တက်မြန်မာနိုင်ငံသားများ၏အရေးတက်တက်သာဖြစ်သည်ဟုရင်းကအလေးနက်ပြောသည်ပြင်ပဆုတ်ဖတ်မှုလက်မခံတိုင်းတစ်ပါးနိုင်ငံများ၏ဩဇာအာဏာနှင့်မြည်သည့် ဝင်ရောက်ဆွဖတ်မှုမှာရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခီးလန်းကိုပြပြစေရန်တို့မဟုတ်ကြောင်းလဲစေရန်ပြုလုပ်၍မရနိုင်ကြောင်းထပ်လောင်းပြောကြားခဲ့သည် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အဓိကပြောကြားချက်များဂိုချုပ်စော်မင်းထွန်းကမြန်မာနိုင်ငံသားများ၏အနာဂတ်ကိုမဲပေးသည့်နိုင်ငံသားများကသာအတိမတ်ပြုဆုံးဖြတ်ရမည်ဖြစ်ကြောင်းအောက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့သည့်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဥဆောင်ပြကျင်းပပေးသွားပါမယ် ဖိတ်ခေါ်ထားမဲပေးရန်တိုက်တွန်းချက်ထုတ်ပြင်ရွေးကောက်ပွဲနှင့်ပတ်သက်၍မလိုလားသူများမှပြည်သူများအားထင်ရောက်ထင်မှားဖြစ်စေရန်အမျိုးမျိုးပြောဆိုခြင်းတွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေသည်ကိုတွေ့ရှိနေရတော့လဲယခုကျင်းပမည့်ရွေးကောက်ပွဲတွင်မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်းမဲပေးကြရန်ကိုလည်းဗိုလ်ချုပ်စော်မင်းထွန်းကအလေးအနက်တိုက်တွန်းပြောကြားသွားခဲ့သည်